ီတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့2026 AFC Women Asia Cup ပွဲစဉ်တွေကိုတော့မြန်မာနိုင်ငံကအရှင်အဖြစ်လက်ခံကျင်းပမယ့်အကြောင်းလေးလည်းဖြစ်ပါတယ်2026 AFC Women ASEAN Cup ပြိုင်ပွဲတွေကိုတော့ဇွန်လ29ရက်နေ့ကနေဇွန်လ5ရက်အထိကျင်းပမှာပါဒီပွဲကိုတော့မြန်မာနိုင်ငံကအရှင်အဖြစ်လက်ခံကျင်းပသွားမယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ကြေညာထားပါတယ်ပြိုင်ပွဲမှာဝင်ရောက်ရှင်မဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့အုပ်စုစီမှာပါဝင်နေပြီး ဇွန်လ29ရက်အုပ်စုအဖွဲ့ပွဲစဉ်မှာဆိုရင်တက်နစ်စတန်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့ဇူလိုင်လ9ရက်နေ့မှာတော့ဘင်္ဂလားဒေ့အသင်းနဲ့ရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ဇူလိုင်5ရက်မှာပါရင်အသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ကစားသွားရမှာပါ။2026 EFC Women ASEAN Cup ပြိုင်ပွဲအတွင်းမှာဆိုလို့ရှိရင်တော့အသင်း34သင်းနဲ့အုပ်စုစုခွဲပြီးတော့အရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ကတော့ Atomic Mr. ်ဘင်္ဂလားဒေ့ရှ်ပါရင်အသင်းတို့နဲ့တအုပ်စုရဲ့ကြာရောက်နေရလဲဖြစ်ပါတယ်။ပရိသတ်ကြီးပဲမြန်မာအသင်းအတွက်အားပေးဖို့အတွက်အစဉ်နဲ့ဖြစ်ပြီးလို့ထင်ပါတယ်။အဆုံးထိဆောင်မြော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။